င်သူလှုပ်ရှင်တဲ့အရာပေါ့နော်လှုပ်ရှင်တဲ့အရာဆိုလို့ရှင်တော့သမီးကလှုပ်ရှင်တယ်လှုပ်ရှင်တဲ့အရာကိုကျမတို့အမေတွေအမိုးတွေဘက်ကနေပေါ့နော်အာခုချိန်ဒီပေါ့ပံ့ပိုးပေးရတယ်ဆောက်ရှောက်ပေးရတယ်ပေါ့တွားလည်းတဝူးတွဲတွဲပေါ့ကိုတလောကကမောရီယာတွားရပြန်ခွဲမှာတော့လည်းမမိုးပါတယ်လေဟိုကသူ့အပားနဲ့တူတာပါဟုတ်တယ်တချင်းလဲဆိုတတ်တယ် church မှာအဲ့လိုစိုးပဲဆိုတော့ဟုတ်ကလည်းကတယ်အော်အရင် PT ဖြစ်တာပေါ့ကြည့်ပြီးတော့ကြည့်လို့တာမဟုတ်ဘူးပေါ့နော်မိဘဆိုတော့လေနော်မိဘရန်သားသမီးကိုသားသမီးကိုနော်အကောင်းဆုံးပဲလေနော်အော်ကြည့်လှတယ်မိဘရန်ရတော့ပေါ့နော်ဒီလိုပဲကိုကိုသမီးလေးလာလို့ပုံလေးတက်လာအော်လှလိုက်တာအော်ဖျားဖန်ဆင်းပေးတာချစ်စရာကောင်းလိုက်တာဆိုပြီးတော့ပေါ့နော်ဒီလိုပဲပေါ့နော်ပျော်နေရတာပေါ့ ို့ခေါ်ပါတယ်ဒါကတော့တမိအမို့ပါအာခုခုနော်လို့ခေါ်ပါတယ်လို့အာခုခုကွန်သူလှုပ်ချင်တဲ့အရာပေါ့နော်လှုပ်ချင်တဲ့အရာဆိုလို့ရှင်တော့တမိကလှုပ်ချင်တယ်လှုပ်ချင်တဲ့အရာကိုကျမတို့အမေတွေအမိုးတွေဘက်ကနေပေါ့နော်အာခုချိန်ဒီပေါ့ပံ့ပိုးပေးရတယ်ဆောက်ရှောက်ပေးရတယ်ပေါ့တွားရင်တဝူးတွဲတွဲပေါ့ဟိုတလောကကမောရီးယားသွားရပြန်ခွေးမှာတော့လည်းမိုးပါတယ်လေသူကသူ့အပားနဲ့တူတာပါ နေတာဟုတ်တယ်တခြင်းလဲဆိုတတ်တယ် church မှာအဲ့လိုဆိုပဲဆိုတော့ကလည်းကတယ်54ဒီစလေးဇမီးအစကူရောတော်တော်မမ54နော်တမျိုးဖယ်တော့မေးရ2006 2006အသက်24နှစ်မှာငငယ်လေးတွေကအဲ့လိုမျိုးသူ့ရဲ့သူက fashion တွေရမ်းကြိုက်တယ်အဲ့တော့သူက chest တွေပါတွားလို့ရှိရင် तू ကအဲ तू အရင်အရင်ကဆိုတော့ Lady Gaga ကြိုက်တယ်ဆိုတော့ Lady Gaga fashion မျိုးကြည့်ပြီးတော့ तू တပတ်ကိုတစ်မျိုးမယိုးရအောင်ပေါ့အဲဒီတပတ် chest တွားမယ်ဆိုရင်အဲငကက်ကဘလို့အဲအဲ့လို fashion light ပေါ့နော် तू ကဟိုငငယ်လေးတွေကအဲ့လိုရွတ်တွတ်တာပေါ့နော်ဝတနာပါပေါ့နော်ပြောရမယ်ဆိုရင်တမီ3ယောက်ရှိတာ तू ကအလက်တမီ3ယောက်တမီ3ယောက်လုံးတော့တူတူပဲချစ်တာ ဟိုတမီးကတော့ကိုယ့်ကိုတော့တခုဆိုရင်လည်းကိုယ့်ကိုပဲလုပ်တယ်ပေါ့ဒါပေမဲ့ကိုတယောက်တည်းဆိုတာထက်နောက်ကမိဘ supporting ပေးတော့ပို့ပြီးတော့အဲကောင်းတာပေါ့နော်ပို့ပြီးတော့လည်းဟိုအဟန့်လေးလေးဖြစ်တယ်ပို့ပြီးတော့လည်းဟိုကောင်းသွားတာပေါ့ supporting ရှိရောလေနော်ဟောသူတမီးကဘာလုပ်ချင်လဲဟာစီလာဘာလုပ်ချင်လဲဆိုလဲအာမိဘဆိုတော့မနေနိုင်ဘူးလေနော်ကိုအဲ့လိုပေါ့သူ့ကိုအာ ူလှုပ်ချင်တဲ့အရာလေးတွေမမအောင်ဆိုလို့ရှိရင်တော့အကုန်လုံး live လုပ်ပေးတာပေါ့နော်ဒါလေးကတော့ဒီလိုရှိရဲတမိဒါလေးကဒီလိုရှိရဲဒါပေမဲ့သူတောင်းဆိုတဲ့အရာတွေကလည်းကောင်းတဲ့အရာဆိုတော့လေအကုန်လုံးငငယ်လေးတွေကစပြီးတော့သူ့ကိုပေါ့နော်မွေးကလေးက तू ကဆုကျေးဇူးတစ်ခုရှိရပါပေါ့နော်ဟိုကျမတို့ဟိုဘာသာရပြောမယ်ဆိုလို့ရှိရင်သူ့မှာပါလာတဲ့သူများ blessing ပေါ့နော်သူများနဲ့မတူတဲ့ကောင်းကြီးရှိရဲပေါ့နော်အဲအဲ့ဒီအရာလေးတစ်ခုကတော့ထူးခြားပါတယ်လို့အာဘလိုလေးလဲဆိုတော့အာ तू က လုံရင်လုံလုံတလို့ဖြစ်တယ်အဲဒီဟာတခုလုံမယ်ဆိုရင်သူကအဲအောင်မြောင်လုံတယ်ပေါ့နော်အဲ့လိုဟာလေးတွေတော့ရှိတယ်အဲ့ဒီအရာတွေတော့ပေါ့နော်နောက်ကနေမိဘကစပို့လုတ်ပေးရတာလဲပျော်တယ်ပေါ့ဝမ်းသာတယ်သူ့အတွက်လဲပေါ့နော်အငြင်းတယ်လဲ ကို့လုတ်ပြီးသွားမှာပါလို့အမိရေတို့ပေါ့နော်ပြရမလားရိုက်တဲ့ဟာလေးကိုကကိုရဲ့ဒီ international မှာ first experience လေးဖြစ်တဲ့အရန်လဲဟိုဘယ်လိုပြရမလဲစိတ်တွေလှုပ်ရှားအဲ့တော့မှအကောင်းဆုံးအလှဆုံးနေပြီးရောပေါ့နော်ဘလိုဘလိုလေးဆိုရင်ဘလိုဘလိုလေးနေမယ်ပေါ့နော်အဓိကအဲ့ဒါလေးလေးတိတ်ချာတွေးပြီးမျက်နှာအနေထားလေးပါညာအဲ့လိုပြောရလေ snap ရိုက်လိုက်မယ်အဲ့လိုမျိုးအစားစားတာအစားတစ်ခုဆိုသတိထားပေါ့နော်မျိုးဆိုတော့အကောင်းဆုံးတော့လုတ်ခဲ့ရပါဘူးအဲ့ Misty Night ကို International 2025 อ๋อ I am PT ဖြစ်တာဗောကြည့်ပြီးတော့ကြည့်လို့တာမဟုတ်ဘူးဗောเนาะမိဘဆိုတော့လေเนาะမိဘတိုင်းတာသမီကိုကိုတာသမီကြီးကိုเนาะအကောင်းဆုံးပဲလေเนาะအော်ကြည့်လှတယ်မိဘတိုင်းကတော့ဗောเนาะဒီလိုပဲကိုကိုတမီလေးလာလို့ပုံလေးတက်လာအော်လှလိုက်တာအော်ဖျားဖန်ဆင်းပေးတာချစ်စရာကောင်းလိုက်တာဆိုပြီးတော့ဗောเนาะဒီလိုပဲဗောเนาะပျော်နေရတာဗောဖေးအတွက်ဝက်မေးအတွက်ဝက်ဗောပြပါတယ်ချစ်လို့ယူတာဘယ်လိုစိတ်ဆုံးမှာလဲမာလေ ပြောပြပါရတယ်။ဘာလို့ဆိုတော့သူတို့အသက်ကြီးလာတဲ့အမြပေါ့နော်။အော်မိခင်တယောက်အနေနဲ့တော့သူတို့ကိုမမအောင်တော့အများတန်းဖရားတရားနဲ့ဆူတောင်းပေးရတယ်။လုံဆောင်မှာလုံဆောင်အောင်မှာတော့သူတို့တောင်းပေါ့နော်။ဘာလို့ဆိုတော့ဒီကတော့ကောင်းတယ်။ဒီကတော့မကောင်းဆိုတာသူတို့ကလည်းဖရားပေးထားတဲ့ဉာဏ်ပညာရှိတယ်။ကိုကိုကိုဆုံးဖြတ်ရမယ်။ဆိုပြီးတော့ပေါ့နော်။အများတန်းတုံတင်လန်းပြပြီးတော့ပေါ့နော်။ဒီလိုပဲ ဒီဒီချိန်ထိပေါ့နော်သွာလာနေတာဖြစ်ပါတယ်လို့ဒီလိုလေးနဲ့ပပကြာပပလူအေးပေါ့နော်ပပအဲ့လိုမျိုးပပအနောက်မှာပဲအနောက်ကနေအဖြစ်အားအားဖြည့်ပြီးရောပေါ့နော်အနောက်ကအမာကန်ပိတ်သက်ပေါ့နော်ပပကြာတော့အဲ့လိုမျိုးမမိုးကကြာတော့ပပထက်လည်းအများကြီးငယ်ညမလေးနဲ့ကိုကိုဖြစ်တာပေါ့မာရဲ့အဲ့လိုဆိုတော့အတည်ရမလားစစ်တာပေါ့နော်ဒီဆိုင်လေပပအဲ့လိုပါဇန်နေမပြောတော့ action လေ action speak louder than word လေဒီလားအဲ့လိုမျိုးဆိုတော့နည်းနည်းတော့ တည်ရမလားကြည့်ရင်တော့အဲ့လိုမချစ်သလိုပါလို့ဒါပေမဲ့လေသူ action လေးရာပေါ်ပြရပါဒီကအဲ့အားကြီးဆူတောင်းအောင်ပါဗောနဆူတောင်းကောင်းအောင်မလာကြတော့อืมအရှိမာကအမျိုးသားကမမမမဲ့နဲ့မိသားစုပေါ်မှာရက်ပေးတယ်လေနော်ပြီးတော့ရက်ပေးတည်တာမကသူကအာ aura အာခေါင်းစခြေဆုံးအိမ်တော်တစ်ခုမှာပေါ့နော်အဲ့လိုမျိုးအကုန်လုံး sporting ပေးတယ်ရမ်းပေါ့နော်ကောင်းတယ်အာ တမျိုးသားတမျိုးသားကိုရထားတယ်ပေါ့နော်တကယ်ပဲဟိုချစ်လက်ချစ်ပေးတယ်အာကိုယ့်ရဲ့ဇနီးတမိ၃ယောက်ဒီမကပေါ့နော်အားလုံးပေါ့နော်သူချစ်ပေးတယ်ပေါ့အကုန်လုပ်ပေးတယ်အကုန် supporting ပေးတယ်ပေါ့နော်အာအဲ့လိုမျိုးအဲ့လိုမျိုးကောင်းတဲ့ပေါ့နော်အမျိုးသားကိုရထားတာပါလို့ ။မာဘောမာလည်းဘာလို့လုံးနေရတော့။အောင်မြင်အောင်မြင်လုံးမယ်လေခဏနေရောပဲ။မရှာသေးဘူး။ပေါ်အဲ့ဒါကြီးကြာလေအဲ့လိုတမျိုးရငငယ်လေးထက်အရင်လေးပြောကြအောင်အဲ့လိုငငယ်တော့ကလေဆောင်းမွေးကိုနှစ်ထားအောင်လုံးထားလုံးအောင်နင်းအစင့်တရမယ်အဲ့လိုမျိုးလိုက်ပြောခဲ့ရမှရှိဘူး။အဲ့လိုတမျိုးစိတ်နဲ့ပဲငါဒါမလုံးရင်ငါကိုကောင်းစားဖို့အတွက်ကိုလုံးဝဆိုတော့လေအဲ့လို အရာတစ်ခုဆိုလဲအဲ့လိုကိုယ့်အကိုလေးတွေးရဲဒါကဒါကတော့မိဘကငယ်လေးတည်းကဆုံးမခဲ့အဲ့လိုမျိုးဟာလေးပါမယ်ထင်တယ်ကိုယ့်အကိုပဲလို့ကိုယ့်အကိုပဲတွေးအဲ့ဒါလေးရတော့ပို့ပြီးတော့များကိုယ့်ကဒီကမကောင်းထင်ကိုမလုပ်ဘောနော်အဲ့လိုမျိုး ဟိုမိုးရွာလည်းပြောပြပေးရေးဘေးနာရဒါပေမဲ့ဟိုအများကြီးလေမနေတာလောက်ရမယ်ဟိုဟာလောက်ရမယ်အဲ့လိုမျိုးတချို့ဆိုလည်းအဲ့လိုအနုပညာလောက်လို့တားတာတွေပါရှိရတယ်နော်ဒါပေမဲ့မဟုတ်ဘူးကိုကတေချာကောင်းတာလုပ်နေရယ်ကိုကဒီဟာဟိုအတေချာလုပ်နေရယ်ဆိုတော့ဘယ်အရာလေးပဲလောက်အဲ့လိုမျိုး supporting ပေးရအဲ့အဲ့အချိန်မှာတမျိုးပါလေတမျိုးပါတမျိုးဒီလမ်းကြောင်းတစ်ခုပေါ်မှာကိုကကိုထိမ့်တက်တယ်ကိုကကိုလှုပ်လာဆိုတော့လေနော်အဲ့လိုမျိုးဟုတ်ဒီလေးကခုနကသူပြောသွားတယ်လို့ပဲပေါ့နော်ဟိုကျမတို့ မအီလေးဖေးလေးဘက်ကတော့အကောင်းဆုံး sporting ပေးတယ်ကျမတို့ကဟိုကန့်သက်တားမြစ်ထားတာမရှိဘူးဒါပေမဲ့ဘယ်ဟာဆိုးတယ်ကောင်းတယ်ဆိုတာတော့သူတို့ကိုပြောပြထားတယ်အဲဒါကြောင့်ဟိုလောက်ရမှာကိုတာဝန်ဖြစ်တဲ့အတွက်ပေါ့နော်တမီးလေးကိုလည်းခုနကသူပြောတယ်လို့ပေါ့နော်ဒီတက်မကပေါ့နော်စူးစားပါလုလုပါ ပြီးတော့တမီးကိုအားပေးနေကြတယ်ပေါ့နော်အရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့တမီးကိုလည်းချစ်ပေးကြပါလို့ကျေးဇူးအများကြီးတင်ပါတယ်လို့ ဟုတ်ကဲ့ဟိုဆီလာကိုအခုချိန်ထိဒီစောင့်ကြည့်ပေးကြရဲဆီလာပါလေးလို့လို့အဲအကောင်းအကောင်းကောင်းတာလေးမြင်ပေးကြရဲချစ်ပေးကြရဲအတွက်ကြောက်ချင်ကြအောင်ဆီလာဒီကနေပြောကျေးဇူးအများကြီးတင်ပါတယ်လို့ဆီလာလုံးနေတဲ့ဟာတွေပြောရှေ့ဆက်လုပ်မဲ့ project လေးတွေလည်းအများကြီးရှိသေးလို့ဆီလာကိုစောင့်ကြည့်ပေးကြပါအဝေးဖန်ပေးကြပါအပ်ပေးကြပါလို့ပြောရင်းနဲ့ဒီကနေအားလုံးနှုတ်ဆက်လိုက်ပါရှင်အားလုံးကျေးဇူးတင်ပါ